စိတ်ဝင်စားနေကြတဲ့အပေါ်ပျော်ပြလာတဲ့နေဝဲပရိသမျာအောင်လုံးမဲမင်္ဂလာပါရှင်အနုပညာလုပ်တွေမှာအမျိုးမျိုးတွေကိုရရှိနေတဲ့အစိုးရတရားစာအကယ်ဒမီနေဝင်းကတော့အခုစဉ်အနုပညာရိုက်ကူးရေးတွေမှာခက်ဆဲဆဲရိုက်ကူးလာနေရပြီဖြစ်ပြီးအခုလက်ရှိမှာတော့နေဝင်းကပြောတဲ့ရုပ်ရှင်စကားချင်းနဲ့ပိတရီရဲ့အားပေးမှုတွေကိုအပြေဝရရှိနေပြီးနေဝင်းကအဲရုပ်ရှင်စကားချင်းမှာဘီပီအန်ကောင်းမွန်လွန်တဲ့တရားစာချက်တွေကြောင့်ခြေချိုးပြောဆိုတာကိုခင်ပြပါရစေ။ အခုလက်ရှိမှာတော့နေဝင်ကစပင်းရှိထရနဲ့ပတ်သက်ပြီးဗီဒရီရဲ့ပြောဆိုမှုတွေထပ်ပေါ်နေရကြောင့်ဒီကနေ့မှာတော့နေဝင်ကသူ့ရဲ့စပင်းရှိထရတွေနဲ့ပတ်သက်ပြီးတော့မီဒီယာတစ်ခုပေါ်ကနေပွေ့ပွေ့လင်းလင်းပြောပြလာခဲ့ပါတယ်။နေဝင်ကတော့မင်းသားရီတွေမှာဆိုရင်စပင်းရှိထရရဲ့မင်းသားတလည်းဖြစ်ပြီးအရေးပေါ်မှာလည်းနေဝင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။နေဝင်ကကျွန်တော်အနေနဲ့စပင်းညက်တယ်မညက်ဘူးဆိုတာကအခက်အခဲတစ်ခုတော့မဟုတ်ပါဘူး။ကျွန်တော်ကတော့အစောကြီးကလေးကစပင်းညက်ဖို့အစီအစဉ်ရှိပြီးသားပါ။ ဒါပေမဲ့စပင်အရှင်နဲ့ကိုမျက်များမြင်ဖို့စီချင်လို့ကိုရိုက်တာပေါ့နော်ညှက်လို့လည်းဘာမှမဖြစ်ပါဘူးစပင်ညှက်လိုက်ရမှကြောက်တာမျိုးမဟုတ်ပါဘူးစပင်ကပြန်ရှည်လာမှာပဲလေစပင်ညှက်ပြီးတော့ရရမဲ့ character အတွက်ဆွဲလေဒီစပင်ကိုညှက်ပြဖို့ကသူ့အနေနဲ့အဆင်သင့်ပဲတခြားသူတွေကတော့ထင်ချင်ထင်နိုင်မယ်အဲဒီပုံမှာကျွန်တော်အတွက်အခက်အခဲရှိမှာပေါ့နော်တကယ်တော့မဟုတ်ပါဘူးဆိုပြီးနေဝင်ကပြောပြလာခဲ့ပါတယ် နေဝင်းကတော့အားလုံးစိတ်ဝင်စားနေကြတဲ့သူစပင်ရှိထားတဲ့အပေါ်မှာပရိသတ်တွေကိုပွတ်ပွတ်နေနေပဲပြောပြလာခဲ့ပါရယ်။တရောဆောင်နေဝင်းကတော့အခုဆိုရင်အနုပြရက်ကွေလေးတွေရောအခုဆိုရင်အစိုးဖက်ကိုပါလို့ပြနေပြီးတချင်အစ်တလေးနှစ်ပုံထွက်ရှိထားကြောင်းကိုလည်းပြောပြလာခဲ့ပါရယ်။နေဝင်းကတော့အနုပြလို့တွေကိုစူးစမ်းလုပ်ကန်ဖြစ်နေတယ်လို့တစ်ဖက်မှာလည်းနေဝင်းကမိသားစုနဲ့အတူတူအေးချမ်းချမ်းဖြတ်တဲ့ငလင်ပေးတဲ့နေရာလေးတွေအတွက်ကိုလည်းလူကျန်ထောက်ပံ့ပေးနေရကုန်ကြရပါရယ်။ အခုစရနေဝင်ကငလင်ပေးတဲ့ပြည်သူတွေအတွက်တင်းတရာတိတိကိုလူတန်းထောက်ပံ့ပေးထားပြီးအလို့အစဉ်ပြေပါစေလို့လည်းဆုတောင်းပေးထားခဲ့ပါတယ်။ဒါပြည်နေဝင်ကပြမနာနေပြည်တော်ကငလင်ပေးတဲ့ပြည်သူတွေစီကိုကိုရိုင်းသွားရောက်ခဲ့ပြီးဘိုးဘိုအင်တာတိန်မန့်နဲ့အတူတူနေဝင်ကဆယ်အိတ်နေရာကိုလည်းလူတန်းထောက်ပံ့ပေးခဲ့ပါတယ်။နေဝင်းကတော့အခုလိုပရဟိတလို့တွေ့မှာတော့တနေရာကနေပေါဝင်ဆောင်ရွက်ပေးနေတဲ့ပုံမှာလည်း အားလုံးကဝမ်းသာနေကြပါရစေ။နေဝင်းကတော့ခုလိုကြုံတွေ့ခံစားခဲ့ရတဲ့ငလင်ပြေးတဲ့ပြည်သူတွေအတွက်အဆင်မကောင်ဖြစ်နေပြီးနောက်လဲလွတ်အပ်တဲ့နေရာလေးတွေကိုသူကရိုင်းတွားရောက်ထောက်ပံ့ပေးသွားမယ်လို့လည်းပြောပြလာခဲ့ပါရစေ။အခုလိုလူတန်းထောက်ပံ့ပေးနေတဲ့ပုံမှာလည်းပြည်သူတွေကအားပေးနေကြပြီးနေဝင်းတို့ရဲ့မိသားစုလေးကိုစုတောင်းပေးနေကြပါရစေ။နေဝင်းကဆိုရောတယောက်ဆောင်ဖက်မှာပါအောင်မြင်မှုတွေကိုရရှိထားပြီးအခုဆိုရင်နေဝင်းကအကယ်ဒမီအစုကိုတော့ရယူချနိုင်ပြီဖြစ်ပါတယ်။ နေဝင်းကတော့အခုအားပေးခံနေရတဲ့ပြောတဲ့ရရှိစကားမှလည်းအကောင်းဆုံးကြိုးစားထားပြီးသူအနေနဲ့လွယ်အချက်ရှိတာလေးတွေကိုလည်းကြိုးစားသွားမယ်လို့ပြပြလာခဲ့ပါတယ်။နေဝင်းကတော့2023ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားသဘောစုကိုသူပထမဆုံးပါဝင်ရွက်ချခဲ့တဲ့ရွေမှုရရှိစကားကြီးနဲ့ရရှိခဲ့ပြီးပထမဆုံးရွက်ချတဲ့စကားကြီးနဲ့တင်အကယ်ဒမီစုကိုရရှိခဲ့တဲ့ရှရှပပမင်သာတက်လက်လွယ်ဆိုအားမှဖြစ်ပါတယ်။